အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာကတော့ဆီယာမမီချင်းဝေရဲ့ပင်လေပြရဲ့တေးတန်ဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျုပ်သမီးတက္ကသိုလ်ကျောင်းသူကြီး ပြန်လာမယ့်နေ့ဒါကြောင့်တအိမ်သားလုံးအလုံများနေကြတယ်သူကိုကြီးကတော့စောစောစီစီခြံထဲဝင်သွားပြီးသူညမအကြိုက်နဲ့လဲနဲ့မာလဲမာ အမွှားလည်းမပြတ်တဲ့ဒူးရင်သီးကောက်ဖို့လေခွေးဖောင်ခံတဲ့စီလိုက်စင်းမှုအမြဲနှိုးဆော်နေရတဲ့သူ့အကိုငယ်တောင်သူ့ညမအကြိုက်ပဇွန်ဘောချိတ်ကြီးတွေရလို့ရညာဆိုပြီးကောက်ထသွားလေရဲ့သူ့မဲမဲအမေကတော့အားလုံးနဲ့မှအလုတ်အရှုပ်ဆုံးပေါ့မိကိုတူဦးနဲ့ကြော်လိုက်လှော်လိုက် ဖုတ်လိုက်ကင်လိုက်နဲ့မိဘကြောင့်ကကိုမထွက်တော့ဘူး ကျုံထမင်းပွဲအောင်စကားကိုမကြည့်တော့အလိုလေဟင်းမယ်တွေများလာပါလားကြက်သားနဲ့နနေသည့်အချိုချက်ကတစ်ခွက်ကင်းမွန်ကောင်တွေထဲမှာကောက်နှင်းတိတ်ထဲထားတဲ့အချိုပေါင်းကတစ်ခွက်ဟင်းဂျိုမားလို့ခေါ်တဲ့ငါးကိုအကောင်လိုက်ဇပလင်ဂျင်းတပြားရိုက်ထားတဲ့အလေတဲ့ဟင်းကတစ်ခွက်ခေါ်ရက်လို့ခေါ်တဲ့ငါးလေးတွေကိုပအုံးရင်နဲ့ပြုတ်ထားတာကတစ်ခွက် ဟာဒီမှာလဲပအုံးရီငပိရီပြောတစ်ခွက်ပါလားဒီနေရာမှာပအုံးရီအကြောင်းနည်းနည်းပြောပြခြင်းသေးတယ်ပအုံးရီဆိုတာဒဏိကထွက်တဲ့အရေးရှာလကခြင်းတစ်မျိုးပါကျုပ်တို့စီမှာ ငပိတုတ်တုတ်ရင်ပအုံးရီတုံးနေကဲကြီးကြိုက်ကြုံရင်လဲပအုံးရီတုံးနေပစုံစင်ကောများနဲ့လှုပ်တော့မယ်ဆိုရင်ပစုံစင်ကိုပပလှီးပြီးပအုံးရီတဲ့တနားီလောက်ပြစ်ထက်ထား ပြီးမှမြေုပ်ဒီစိမ်းကျက်တော်နီစိမ်းမြေုပ်ကောင်းထဲ့ပြီးတော့အိုးထမင်းမြေလိုက်မဖြစ်ချင်းမြို့မှာဘူလိုအော်တိုပတ်လို့ခေါ်တဲ့ဘဝဲကောင်းကိုစိန်ကောလို့ရင်လဲဒီနီးတိုင်းမှာပဲဘလို့လဲစောစောစီစီစားနေပြီလားကျုံထမင်းဝိုင်းကိုဆက်စုပ်နေတာမြင်လို့ကြုံမိမကလှမ်းမိနေတယ်မစားပါဘူးဟာ ။သမင်းဝိုင်းမှာစုံလုံးလို့ကြည်နေတာ။သမီးကိုစောင်းအောင်မယ်။သမီးလာမှာစားမယ်။သူအမေကမိကြည့်ခဲ့ပေါ်ကရွှေအကင်မွှေးမွှေးလေးကိုဘဲညာလှည့်ပေးရင်းကျုပ်ကိုပြုံးပြီးကြည်နေတယ်။ဒီနေ့ဟာသမီးပြန်လာမယ့်နေ့မို့သမီးစီပဲအားလုံးကအာယုံရောက်နေကြတာ။တဲ့တောင်ကရတဲ့ရှက်ဆိုတဲ့ခယူခေါင်းတွေကိုဝါရံမှတီးပြီးကြက်တေဆူယုံကလေးမိမှပြ တမ်မရရင်ညှစ်စားရင်ဆွေမျိုးမေအောင်ကောင်းတာမို့ဒါလဲတမီးအကြိုက်လေရန်ကုန်မှာငတ်သမျှအတိုးချစားပါစီတော့ရဲ့လို့စီစဉ်နေကြတာမကြခင်ဒူးရင်ဒီတွဲကြီးတွေထမ်းပြီး အကြီးကောင်ရောက်လာပါတော့တယ်။ခွေးဖောင်နဲ့ဆင်းသွားတဲ့ကောင်ကတော့ရေတက်မှပြန်ရောက်မယ်ထင်ပါရဲ့။ဟောဆက်တန်ကြနေရပြီ။ကြည်စန်း ပဲကြိတ်ကအေးအနောက်ကိုတန်းဝင်လာတဲ့အတန်ပါလားအဲ့ဒီသမီးဟာလေသူ့ဦးကြီးကို အနိုင်ကျင့်လာပြန်ပြီထင်ပါရဲ့စေဦးကနေမတက်ဖဲအိမ်ရောက်ချင်းစောနေအိမ်နောက်ဖက်ရေတဲမှာ ထုတ်ထားတဲ့ငါလှမ်းကျက်စင်ကနေတက်လာတော့မယ်ထင်ပါရဲ့ဘဘရေမမရေအစ်စ်ပေါ်ကျုပ်သမီးရဲ့အတန်ဆဆလေး လူမမီရခင်အတန်ကြာရောက်နေချစ်စပွဲကောင်းတဲ့သမီးကျုပ်ရောသားကြီးပါကြက်စင်ပပြေးထွက်လာကြတယ်သူအမေကဝါတော့သူ့ကိုသူမတဲနိုင်ဘူးအနောက်မှာလေဣပဲ့ဣပဲ့နဲ့ဟေးသမီးကျုပ်သမီးဟာရေမှကြီးတဲ့သမီးမို့ရေကိုလည်းမကြောက်လေကိုလည်းမကြောက်ကြည့်ပါလားဆက်သက်ထားတဲ့လှေပေါ်မှာမတ်တရက်ပြီးအိမ်သားတွေကိုနှုတ်ဆက်နေလိုက်တာ ကျက်စင်ရင်မှာလှေထိုးဆိုင်လို့တေတေချာချာကြည့်မိတော့သမီးတယောက်တည်းမဟုတ်ပါလားသမီးရဲ့နဖေးမှာဧည့်သည်နေဟင်ဧည့်သည်ကလည်းယောက်ျားလေးဧည့်သည်ကျက်စင်နိုင်ကို ရိုက်ပုတ်နေတဲ့လှမ်းရဲ့အချိန်ကြောင့်လှုပ်နေတဲ့လှေနှံကို ခတ်တင်းတင်းဆုပ်ပြီးမျက်နှာပြက်ပြက်နဲ့ကြောက်ရွံ့ထိတ်လန့်နေပုံပေါ်တဲ့သမီးရွယ်ကောင်းလေးတယောက်ဟဲ့သမီးဟိုမှမတူလဲ ခေါ်လေးဧည့်သည်ကိုရေတိုးလိုလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့ကျက်လုံးစီလှေကားကဖြူဖြူဖြစ်ဖြစ်တက်လာတဲ့သမီးကိုသတိပေးလိုက်မှသမီးကသူ့ဧည့်သည်ကိုသတိရတယ်ထင်ပါရဲ့ကိုတူလာလေဘာမှမဖြစ်ပါဘူးရေရဲတာတက်အကိုကြီးဧည့်သည်ကိုဆွဲတင်ပေးလိုက်ပါဦးဒီလိုနဲ့ဟိုသားငယ် တားငယ်ဆိုတာကျုပ်တို့ဒေတာမှာ လူပြုံလူရွယ်ကိုခေါ်တဲ့အခေါ်အပေါ်ကိုရိုင်တိရိုင်ထိုးနဲ့ရောက်လာပါတော့တယ်ဟောတာတမိနဲ့မေဇာတူတူပဲကိုအောင်တိုးဦးတဲ့ရန်ကုန်ကပါရွာကိုလေလိုက်ချင်တယ်ဆိုလို့ခေါ်လာတာတမီးကအပူစာတွေမပါပဲသူ့ဧည့်သည်ကိုအိမ်သားတွေနဲ့မိတ်ဆက်ပေးတော့သူ့ကိုကြီးကမျက်နှာမကောင်းလှဘူး ကျုပ်လဲအခြေအနေကိုထိနေနေနဲ့ကဲကဲပြီးမှပြောကြတာပေါ့လာကြလာကြဟိုသားငယ်နားပါစီအောင်အိမ်နဲ့ရောက်တော့ตาကြီးနဲ့ကက်ရက်ခမ်းမှာဧည့်သည်ကိုနေရာချပေးလိုက်တယ်ဟုတ်တယ်လေကောင်းလေးဟာပျော့ထီပျော့ဖက်ကလေးရဲ့လေရင်ပေါ်ကဆင်းပြီးကုန်းလန်းအဆုံးထိကားစီဒီဘက်ရောက်တော့ပဲ့ချိတ်နဲ့မြစ်ကိုကန်လန့်ဖြတ်ပြီးမှရွာကိုရောက်တာဆိုတော့ အတွေ့အကြုံမရှိရင်အတော့ကိုနွမ်းနေခရီးအဲ့ဒီမနက်ကသမင်းဝိုင်းဟာဟင်းတွေစုံမင်းမဲစူပြေတင်းတလောက်မစူပြေဘူးတာကြီးကမမေတို့စားနှစ်ကြဆိုပြီးရွာထဲထွက်သွားလေရဲ့သမင်းဝိုင်းမှာတော့ကျုပ်သမီးကအရင်တိုင်းပဲစကားတွေဖောင်ဖွဲလိုက်သိလားမမေသိလားမမေနေသူရန်ကုန်ကအတွေ့အကြုံတွေကို ပြောပြနေလေရဲ့ ဟိုဧည့်သည်ကောင်းလေးပကံနေကိုလည်းငါးပြုတ်တွေရှက်ကင်တွေထည့်ပေးထားတာတောင်းလို့ပုံလို့ကောင်းလေးဟာပင်လေအစာတွေကိုစားနိုင်မုံစားတတ်ပုံမပေါ်ဘူးတမီကတော့သူ့မဲမဲစပယ်ရှယ်ဖြောပေးထားတဲ့ပအုံးရီပြီဖြောပအုံးရီနဲ့တုတ်ထားတဲ့ငပိတုတ်ကိုမြင်ရင်ရှက်ရီစားပြီးမျက်ရည်ထွက်အောင်ဆက်နေလေရဲ့ ညနေဆောင်အငယ်ကောင်ပြန်လာတော့ပြက်တနာစတက်တော်တာပဲသူညမစားဖို့သူကိုယ်တိုင်စင်ဖော်ထားတဲ့ဘောချိတ်တောင်းကြီးကိုပြစ်ချပြီးညမကိုကြက်စင်စုံထိခေါ်သွားတော်တာပဲကျုပ်ကဂွေခံပိုက်တွေကြက်စင်ပေါ်မှာနေလန့်နေခိုင်းဆိုတော့သူတို့ပြောတာတွေ အားလုံးကြားနေရတယ်ဧည့်သည်ကောင်လေးအိမ်မှာမရှိလို့တော်သေးရဲ့ကောင်လေးကရွာထိပ်ကရေတွင်မှရေသွားချိုးတော့လေ နင်ဘာချိုးချိုးတာလဲသမီးရဲ့ရီးစားကိုအိမ်ခေါ်လာရသလားဟာရီးစားမဟုတ်ပါဘူးအကိုငယ်ရဲ့อืม तू ကတော့သမီးကိုကြိုက်တာပေါ့လေသမီးကသူ့ကိုမကြိုက်ဘူးခင်မဲခင်တယ်မိကြချင်းလဲတူတာမို့ခင်တာတော့ပါပဲအဲသမီးစီကအဖြစ်မရရင်တေပါတော့မယ်ဆိုပြီးတကြီးကြီးလုံနေလို့သမီးကဒီအိမ်ဒီရွာနဲ့ဒီပင်လယ်ကြီးကိုတိတ်ချစ်တယ်ဒါရင်နဲ့ခွဲပြီးရန်ကုန်လိုမြို့ပြကြီးမှာမနေနိုင်ဘူး ကျောင်းပြီးရင်လဲရွာမူလာတန်းကျောက်မှာပဲဆရာမလှုပ်မှာဘဖတို့မမေတို့နဲ့ပဲနေမှာဟောဒီပင်လေးကြီးကထွက်တဲ့ငါးပစုံကနန်းတွေကိုပဲစားမှာဒါကြောင့်တမီးလိုနေနိုင်စားနိုင်ရင်လက်ခံမယ်လိုက်ပြီးလိလာကြီးဆိုပြီးခေါ်လာတာကျုပ်တော့တမီးကိုသဘောကျသွားပြီကျုပ်တမီးဟာငငယ်ကလေးကအကိုနှစ်ယောက်ကြားမှာကြီးပြင်းလာရလို့ နေနေကြကြရရဖြစ်ပြီးခက်ကြမ်းကြမ်းဖြစ်နေတာတခုပဲ။ဂျန်နေအတွေးခေါ်လှုပ်ရှားမှုတွေကမိမဆန်ပါတယ်။အေးငါတော့ရှုပ်ရှုပ်ရှက်ရှက်မရဘူးနော်။လင်းမယူအောင်မပြောဘူး။လက်ကျောမတင်တဲ့ကောင်းဆိုရင်တော့ sorry ပဲ။အေးမာအကိုငယ်ရဲ့အခုလည်းသူ့ကိုပညာပေးလိုက်ပြီလေ။ရွာထိပ်ကရေရင်းမှာရေချိုးဖို့လွှတ်လိုက်တာ။အခုနေဆိုလူတွေဝိုင်းကြည့်လို့ ဘလောက်စိတ်ညစ်နေလဲမသိဘူးဟုတ်တယ်ဟုတ်တယ်ကျုပ်တောင်းကိုွန်သွေးပြစ်ခနဲ့ထွေးပြီးတမိနဲ့တူလိုက်ရီမိသေးတယ်ကျုပ်တို့ရွာကခွေးနှကောင်ကြိုက်တာတော့ဝိုင်းအောင်ဆက်စုကြည့်ရဲ့ရွာကလားဒီလိုမျိုးသားတယောက်ရီချိုးနေရင်တော့ပြူပြူအိုးအိုးခလေးရော့ခွေးပါအုံကြည့်လိုက်မဲ့ဖြစ်ချင်းရီချိုးကအလုံးနဲ့ချိုးနေကြမျိုးသားကောင်းတော့ အကြီးအကျယ်ကွာကြနေမှမြင်ယောင်သေးတယ်။အကိုငယ်ကလည်းအဲ့မျက်နှာရှိခောက်ကျိုးကြီးကိုပြင်လိုက်စမ်းပါ။ကို့အိမ်လာတဲ့ဧည့်သည်ကိုအယောမဝင်စေနည်းအထိုက်လျောက်ပေါ့။စိတ်ချတမိသူ့ကိုမကြိုက်ပါဘူး။ကြိုက်ချင်းကြိုက်အထက်သားချင်းအတူတူဆရာလေးကိုရဲ့နိုင်ကိုကြိုက်မှာပေါ့။ဟဲ့ကောင်မလေးဒါအကိုကိုပြောရမယ့်စကားလား။ ူအကိုခေါင်းကိုပုတ်ပြီးထွက်သွားတော့ဒီစကားကိုကြုတ်ကြရက်သားနဲ့မကြားချင်အောင်စောင့်နေလိုက်ရတယ်။ဆရာလေးကိုရဲ့နိုင်ဆိုတော့ကြုတ်သားငယ်ကောင်မျက်နှာကြီးပြုံးလို့သူအထင်ကြီးပြီးသားဆရာလေးကိုရဲ့နိုင်ကအထက်မျိုးကနေကြုတ်တို့ရွာမှာကြောင်းစရာလာလောက်တာရှစ်နှစ်လောက်ရှိပြီ။တိတ်အနေတည်တယ်။မိဘဆွေမျိုးမရှိတော့လို့ကြောင်းပိတ်တာတော့အထက်မျိုးကိုမပြန်မဲ့ တနင်္သာရီပဲတက်ပြီးကွန်းတီချောက်ရောင်းဝယ်လုပ်တယ်။ကျုပ်တို့အိမ်အဝင်ထွက်ရှိပြီးဘာရေးကိစ္စမဆိုတိုင်မင်ဆွေးနွေးအကူအညီတွေပေးနေကြ။ကျုပ်သမီးဆယ်နဲ့အောင်လာလဲဆရာလေးကျေးဇူးမကင်းဘူး။သူခမန်းပေးတဲ့ခမန်းမိကွန်းတွေတော်တော်များများပါလာလို့ကျုပ်သမီးဆယ်တဲ့နှစ်ချင်းပေါအောင်နာကျုပ်တောင်ကျုပ်သမီးကိုဆရာလေးနဲ့ဆိုသဘောတူတယ်အင်း ဆရာလေးကလည်းသဘောချနှစ်ချိုက်မယ်ဆိုရင်ပေါ့တော်တော်လေးကြတော့ရေချိုးရာကပြန်လာတဲ့ဧည့်သည်ကောင်လေးဟာအဝတ်အစားတစ်လဲလို့ရေမွေးနံလားပေါင်နာနံလားမသိဘူးအနံကလေးကလည်းငါးပစုံတွေအချောက်လှမ်းထားတဲ့ညှီဆုဆုကျက်စင်ပေါ်မှာတသင်းသင်းနဲ့ပေါ့ကျက်လုံးတွေစီခင်းထားတဲ့လှိမ့်လှိမ့်လှုပ်လှုပ်ကျက်စင်ရဲ့အစွန်းကို ခမရမှာအတော်ကြိုးစားရှောက်သွားပြီး အောက်မှာမြည်ရင်စင်ကုနေတဲ့သမီးကိုစကားလှမ်းပြောနေလေရဲ့စိုးတာလွန့်ရေညီစော်နန်နေတဲ့ဒီရင်ညစ်ပတ်တွေစင်ကုနေတာမယုံဘူးလားမညစ်ပတ်ပါဘူးဟဆော့ဆော့ဟာညစ်ပတ်တာတွေကိုဒီရဲဆွဲချသွားပြီ ရေတက်ရေကြရှိတဲ့နေရာဟာဒီရင်ရဲ့ကုညီစေးကြောမှုကိုခံရလို့ထင်တယ်လို့မညစ်ပတ်ပါဘူးရန်ကုန်မှာတည်းက ရွာရောက်ရင် ရေအပြက်ကူးပြစ်မယ်လို့စိတ်ကူးထားတာကူးချင်ရင်ရေကူးခံရှိတာပဲတွက်ကူးပါလားမတူဘူးဟဲ့မတူဘူးရေငိမ့်နဲ့ရေစီးကူးရတဲ့အရသာချင်းမတူဘူးတမီကပြောလဲပြောကူးလဲကူးတကယ့်ဖြံမာလေးအတိုင်းရှစ်နှစ်ရွယ်လောက်ကလေးကကျက်စင်စုံကနေဒိုင်မင်ထိုးလေးရှိတဲ့တမီမို့ရေကူးကျွမ်းလာတဲ့တမီကို မြို့တကောင်သားလေးက အထူးဆန်းလို့ငုံကြည့်လို့ဒီမနက်တော့သမီးဟာသူ့ဧည့်သည်ကိုမြို့ထဲကဖျားရီပို့မယ်ဆိုပြီးရွာကနေပဲ့ချိန်နဲ့ကူးခဲ့ကြတယ်။ကျုပ်လဲဒီဘက်ကမှကိစ္စလေးတစ်ခုရှိလို့အတူပါလာတယ်။ဒီဘက်ကရောက်တော့သမီးကသူ့ဦးကြီးအိမ်ကိုဝင် သူ့ဦးကြီးစီနေကြကြောက်စိမ့်ဆိုင်ကလေးထုံ စီဖြည့်နဲ့အလုရှုပ်နေတော့တယ်။ကျုပ်သမီးကသူ့ကိုရီလိုဘောင်းမီရှိကြိုက်သမားဗျ။ငငယ်ကလေးကဘောင်းမီဝယ်ရင် သုံးတယ်ဝယ်ရတယ်။အခုလဲဘောင်းမီရှိကြီးနဲ့အင်ကြီးပေါပွားကြီးဝယ်လို့သူ့စပင်ကလည်းအုံကောင်းလွန်းလို့မဲမဲရှိရှိကြီးပေါ့။အိမ်ကထွက်ခန်းနီးသူ့မဲမဲကဟဲ့သမီးခေါင်းကိုဖဲချိုးစီးသွားလမ်းပြောတာကို ရတယ်မမေရဲ့သမီးစပင်ကစီးထားတာထဲချထားတာပိုလှတယ်အညာပဲ GEC ပဲအငယ်ကောင်က မကြတကြသူ့ညမကိုလှမ်းဆလေရဲ့ခဏနေတော့စိုက်ကဲကိုသမီးကရှေ့ကမောင်းဧည့်သည်ကောင်လေးကနောက်ကကားရခွာပြီးပါသွားလေရဲ့ကျုပ်တော့ကျုပ်သမီးကိုယုံနေ ဒီနေ့လဲကောင်းလေးကိုပညာပြအောင်မယ်ထင်ပါရဲ့စိုက်ကယ်စီးရမှာသူ့ကိုယ်ရီတောင်လက်ဖြားခါလောက်တဲ့အထိတမီးကဧည့်သည်ကောင်းလေးရင်တုံအောင်လှုပ်အောင်မှသိကြတယ်ဒီဒေတာမှာတော့မင်းကလေးစိုက်ကယ်စီးတာမဆမ်းဘူးတော်ရုံမျိုးပါစိုက်ကယ်တန်တဖုံးဖုံးနေဒီရွာကနေကိုးပိုင်မောင်းမှမြို့ကိုရောက်မှမြို့ရောက်ရင်တိမ်တော်ကြီးစီဒီဘူဖရာစီဒီ မျက်နှာချင်းဆိုင်ကတောင်ညီနောင်အပြတ်မှာဘိုးတောင်နဲ့ပေါ်တော်မူဖျားပို့ခဲ့မယ်လို့ပြောသွားသေးရင်တမီကအဝေးကပြန်လာရင်ဧည့်သည်မပါလဲသူပါသာတိန်တော်ကြီးဖျားကိုတွားဖူးနေကြမြင်းချီတိုင်းလိုအမိရတဲ့တောင်ပေါ်ကနေကြည့်ရင်မြို့ကို အပေါ်စည်းကမြင်ရပြီးကျုပ်တို့ရွာကိုတော့မမြင်ရတော့ဘူးကျုပ်တို့ရဲ့ဇန်နာ ငါဖန်ပစွန်ဖန်ပင်လယ်ဝကိုတော့ခက်မှန်းမြင်နိုင်ပါရဲ့။တမီးရဲ့ကိုယ်စိတ်နှလုံးထဲမှာဒီရီဒီမြီဒီတော်ဒီတောင်ဒီပင်လယ်ပြင်ကြီးကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ စိတ်ဝင်ပြန့်နှံ့ပြီးမြမပြီတောင်မဲ့စွန်းကကျွံ့ရွာသူလေးဖြစ်တင်စားကုန်ယူရင်းသူ့ရဲ့အိမ်နောက်ဘက်ကိုမှန်ကန်စွာရွေးချယ်နိုင်ပါစေလို့ကြုတ်ဆူတောင်းနေမိတယ်။ ဒီလိုနဲ့နောက်3-4ရက်ကြာတော့ကောင်းလေးဟာကြုံအိမ်ကြုံရွာမှာနည်းနည်းနေသားကြလာပြီ။ရောက်စားကလောက်မျက်စိမျက်နှာမပြတ်တော့ဘူး။သမင်းဝိုင်းမှာစားနေကြမဟုတ်တဲ့ပင်လယ်ဇာတွေကိုကတွင်မတွေ့လာပဲမဲတသွေးသွင်းတညင်းချင်းတိုက်ခတ်နေတဲ့ညနေခင်းပင်လယ်လီပြည်ကိုရှူရှိုက်ရင်းနေလုံးကြီးဝင်သွားရာလိမ္မော်ရောင်ကောင်းကင်ကြီးကိုတမေတမောကြီးမျောငေးကြည့်နေတတ်တယ်။ ပင်လေတဲ့ရေစင်းတောက်တဲ့မောင်တလီညိုတလဲလင်းတဝက်ပြားတကြီးတိမ်ပလီတွေနဲ့အိတ်တန်းပြက်ငှက်ကလေးတွေရဲ့မယိုးနိုင်တဲ့မြင်ကွင်းတွေက ကောင်လေးကို စွဲငင်ဖန်ဆာထားဟန်တူပါရဲ့ဆိုးတာလွန်ရေးမင်းတို့ရွာတော့တကယ့်တဘာဝတရားကြီးနဲ့တိဆောက်ထားတာပါကွာကြည်စမ်းစီးစာချင်းညုံမမိမ့်မှာအနောက်ရာကောစီ ရွေရှားတိုးဝင်သွားတဲ့နေလုံးကြီးရဲ့နှုတ်ဆက်အလားကတော့အစွမ်းကုန်ငွားဆွင်နေတဲ့ပန်းတပွင့်ရဲ့ပွင့်ချက်တွေလိုပါပဲနုထမုတ်စင်လှမျိုးရင်စင်အမြင်တက်ပါပဲတယ်ညိုမောင်ရိပ်တန်းနေတဲ့တောင်ထဲတွေကတော့ပင်လယ်နဲ့တောင်ကဲအလှတွေကိုဘောင်ခတ်ပေးနေသလိုခံညာဝင့်ထယ်လှပါတယ်ဒီကောင်းကင်ဒီပင်လယ်ဒီတောင်ထဲဒီတောင်ကမ်းတွေဟာတဘာဝတရားကြီးဟာ လူသားတွေအတွက်ချေမုံစင်တပေးလိုက်တဲ့အနုလက်ရာတွေပဲပေါ့ဒါဟာတိတ်လှတဲ့ကြပြတပုတ်ပါပဲကဘာကျော်တရေးဆရာကြီးဘီတိုဗင်သာဒီလှတွေကိုမြင်ရင်ဘလို့တန်စင်တေးသွားရည်နဲ့ခံစားဖွဲ့တည်မယ်မသိဘူးကျုပ်ဟာကောင်းလေးရဲ့စကားတွေကိုတစုံတစကြားလိုက်ရရင်ပဲထိတ်ခနဲဖြစ်သွားပါတော့တယ်ဘလို့လဲ ဒီကလေးဟာကျုပ်တို့ပတ်ဝန်းကျင်မှာနှစ်ချိုက်ပြောဝင်နေပြီလား။ဒါဆိုရင်သမီးကဒီကောင်လေးကိုရွေးချယ်တော့မယ်ထင်ပါရဲ့။ကောင်လေးရဲ့စကားတွေဟာလက်တွေ့ဘဝနဲ့မအပ်ဆက်လှဘူးဆိုတာသမီးရိမ့်မိတန်းကောင်းပါရဲ့။ပေါက်ဖွားကြီးပြင်းမုံချင်းမတူညီတဲ့ဘဝနှစ်ခုပေါင်းဆက်မယ်ဆိုရင်မခိုင်မြဲတတ်ဘူးဆိုတာသမီးလေးတတိမှပြုတ်မိပါလိမ့်စား။ ဒါပေမဲ့သမီးဟာကြောက်ထင်သလောက်မအဘူး။နောက်နှစ်ရက်သုံးရက်နေတော့ကောင်လေးအထုပ်ပိုးပြင်ပြီးရန်ကုန်ပြန်ဖို့ပြင်ဆင်နေတာတွေ့ရတယ်။အပြန်အတွဲလင်းရင်လက်မှတ်ကိစ္စကိုတော့ကျုပ်သားကြီးကလိုက်ပါဆောင်ရွက်ပေးမှလေ။ကောင်လေးဖြုံးစားကြီးပြန်ဖို့မြင်မြန်ဆန်ဆန်ဆုံးဖြတ်လိုက်တာဟာသမီးကကျုပ်တို့ငါးပစုံတွေခန်းနေစန်းသားစီ ကောင်လေးကိုထဲ့လွတ်လိုက်တာလဲပါမှာပေါ့အဲ့ဒီနေ့ကမိုးလင်ကင်းစင်နေတာနဲ့ကောင်လေးဟာ ပြော့တာပြော့တယ်တမီးပေါ်တိတ်ခါကြမခံခြင်းနဲ့ယောက်ျားမာနာကလေးနဲ့ဇန်နာသွားမဲ့လေတဲ့လူလူချင်းချင်းလိုက်ဆင်းလာလေရဲ့ဇန်နာဆိုတာငါးဖန်သင်းမောတွေပိုက်မျောတွေနဲ့အနည်းဆုံး၄မိုင်လောက်ဝေးတယ်ရေတိမ်သိမ်းကုန်ပေါ်မှာ ကျွန်းတွေပေါ်ကရတဲ့တေဝါတွေနဲ့တိဆောက်ထားတဲ့၅ထောင်ချောက်တစ်မျိုးပါ။ထောင်ချောက်ဆိုတဲ့အတိုင်းလှည့်စားမှုအတက်ပညာလေးတွေတော့ပါတာပေါ့။ရေတက်နဲ့တူပါလာတဲ့ငါးပဇွန်တွေဟာစန္နာအနီကိုရောက်တဲ့အခါစန္နာတလက်များရေစီအားကြောင့်လှုပ်ရှားအတမ်းမြင်နေတာရဲ့။အဲ့ဒီစန္နာတလက်တွေကိုစိုက်ထူထားတာကြောင့်ငါးတွေဟာကြောက်လန့်ပြီးစန္နာအိမ်နဲ့ပြေးဝင်ကြတယ်။ ဆန္နာအိမ်မှတဆင်းရေရဲ့တွန်းအားကြောင့်ကွန်တောင်ပိုင်းသို့ရောက်ခါနောက်ဆုံးပိုက်အိတ်ထဲစုပုံရောက်ရှိသွားတော့တယ်။အဲ့ဒီမှာမိရဲ့ငါးတွေကိုရေတက်ရေကြအလိုက်ဆယ်ယူရမှာဖြစ်တယ်။ဒီနေရာမှာရေပြန်ဖို့ခြင်းရေစစ်ဖို့ခြင်းဆိုပြီးနှစ်မျိုးရှိသေးတယ်။ရေပြန်ဖို့တာကဒီရေတက်လာပြီးအတက်ရက်သွားခြင်းရင်ငိမ့်နေခြင်းမှာဖော်ယူခြင်းဖြစ်ပြီးရေစစ်ဖို့ခြင်းဆိုတာက ရေကြပြီးရေပြင်မတက်ခင်ရေစစ်ချိန်မှာဖော်ယူခြင်းဖြစ်တယ်။စန္နာတိုင်းမှာလှေကိုဖန်ချီပြီးညမ်းစင်ပေါ်လှမ်းတက်လိုက်ချိန်မှာအတားစီမဲပင်နယ်လေးတဝိဝိကြမှာကောင်လေးဟာမမတ်တောင်မရက်နိုင်ရှာဘူး။ကျုံနဲ့အလုံသမားကောင်လေးတွေပိုက်အိတ်ထဲမိနေတဲ့ငါးတွေကိုဒိုင်ဝွန်နဲ့လှေထဲခတ်ထည့်နေတဲ့တစ်ချိန်လုံးသွေးပြက်နေတဲ့မျက်နှာနဲ့ညံစင်ပေါ်မှာ ငြိမ်ပြီးထိုင်နေတဲ့ကောင်လေးကိုကျုံတနာတော်တနာလာတယ်။တကယ်တော့ကောင်လေးဟာပင်လေဆိုတာမြင်တော့မမြင်ဘူးရှာဘူး။အခုလိုတငါလုံးနဲ့နီးဆက်ဖို့ဆိုတာဝေလာဝေးပေါ်အကြောပြန်ပြန်ထားဖုထစ်တန်မှလှတဲ့လေအိမ်လူသားတွေကြားမှာ ကောင်လေးဟာတကယ်လူပလန်ကလေးအဲ့ဒီနေ့ကပင်လယ်မမြင်ဘူးတဲ့ကောင်လေးဟာ ေလေပြင်းရဲ့မိတ်ဆက်မှုကိုလှလှကြီးခံလိုက်ရရှာတယ်။ဒါတောင်ပွင့်လင်းရသည်မုံတိုင်းကင်းစင်တဲ့ရသည်မို့ပင်လေဟာ ကောင်းလေးကို အပြုံးနဲ့စီကြူလိုက်တာပါ။ဆွဆွတန်ပေးနေတဲ့လှိုင်းချက်ခုတ်ကလေးတွေဟာ အတွေ့အကြုံမရှိတဲ့ကောင်းလေးကို ကလူကြည့်စေလိုက်ဟန်တူပါရဲ့။ညံစင်ကလှုပ်လှိုင်းကပုတ်လေကအော်မြီပင်လေကြည့်နေပေမဲ့အမိုးကမဲ့ဆန်းနာအိမ်ပေါ်မှာ တနေကုန်နေခဲ့ရလို့ကောင်းလေးဟာ အပြက်မှာထမင်းတော်မစားနိုင်ပဲအခန်းထဲဝင်ခွေနေပါတော့တယ်။သိတ်လှတဲ့ကြပြပဲလို့သူတင်စားခဲ့တဲ့ငါလှန့်ချက်စင်ရဲ့ညက်နေခဲ့အလှကိုတော့ထွက်ပြီးမခံစားနိုင်တော့ဘူး။သွားပေအောင်တော့ဘီတိုပင်ရေလူနဲ့လူပတ်ဝန်းကျင်ကိုတဘာဝတရားကြီးကတင့်တင့်လျော့ပတ်မှုတွေနဲ့ဟန်ချက်ညီအောင် ထိန်းထားတာပါ။ ဒါမှလူပေါင်းလောကရဲ့လိုအပ်ချက်တွေကိုတဖက်တလန်းကနေဖြည့်ဆည်းပေးရရောက်မှာပေါ့နန်းကိုချစ်ရင်ပဲဖို့ကိုလည်းချစ်ရမယ်ဆိုတဲ့စကားလိုပါပဲစိုးတာလုံးကိုချစ်ရင်ပင်လယ်ကိုလည်းချစ်ရမယ်ပင်လယ်ကတော့လူသားတွေကို အကောင်းရောဆိုးပါ ပေးနေကြလေ လူသားကလည်းလူသားအမှန်နဲ့တွန့်လှန်တဲ့နာကိုတွန့်လှန်လက်ခံတဲ့နာကိုလက်ခံ ဘယ်အချိန်မှဖောက်ပြန်လာမှမသိတဲ့စင်ရဲ့ကြောပေါ်ကစင်ထင်းတယောက်ရဲ့ဝရိယာမျိုးနဲ့ပင်လေကိုလိမ်မာပါနှက်စွာချင်းကက်တက်ဖို့တော့လိုပါတယ်ဒီလိုတဘာဝတရားကြီးနဲ့လက်ရောညီထွေးညီတတ်မယ်ဆိုရင်တော့တစ်ခေါက်ပြန်လာခဲ့ပြီအောင်တော့မြို့သားလေးရေရန်ကုန်ပြန်ဖို့မြို့သူထွက်ခွာသွားတဲ့ကောင်းလေးကိုနှုတ်ဆက်စကားဆိုပြီးပြန်လာတဲ့ ။တမီးရဲ့မျက်နှာမှာတန်တားမှုအရေးရောင်တွေ မြင်ရမလားလို့ကြုံရှာဖွေကြည့်ပေမဲ့တမီးကကြည်စင်တဲ့မျက်လုံးလေးတွေနဲ့တွက်လက်စွာပဲသူ့အမေနဲ့သူ့ကြီးတော်ထောင်းနေတဲ့လက်ထောင်းကပိစုံနာကိုဖြတ်ခနဲရောက်လာပြီးကြည်ပွေးရှိကိုဆွဲယူလိုက်ပါတော့တယ်။ကြည်ပွေးရှိဟာတမီးရဲ့လက်ထဲမှာမြောက်ချီချကြည့်နေခွေးကောင်တွေကိုငပိဖြစ်အောင်လက်ထောင်းစုံနဲ့ ထဲ့ထောင်နေတဲ့တက္ကသိုလ်ကျောင်းသူကြီးရဲ့လှုပ်ရှားမှုဟာဟိုကလေးပြောသလိုပြောရရင်လှပတဲ့ကြပြတပုတ်ပါပဲ။တမီးဟာသူ့သဘင်ရှည်ကြီးကိုကော်ပြီးတစ်ချောင်းနဲ့ခက်ကြမ်းကြမ်းပတ်ထားတာမှု တက္ကသိုလ်ကျောင်းသူကြီးနဲ့မတူပဲပင်လယ်ပြုံမိမတယောက်ရဲ့ဟန်အတိုင်းအမီးတစ်ချက်တမီးတစ်ချက်ထောင်းနေတဲ့ငပီထောင်းစုံကထွက်ပေါ်လာတဲ့အတန်းကလည်းတမီးပြောသလိုတဘာဝတရားကြီးနဲ့ တင်တင်လျောက်ပတ်စွာဟန်ချက်ညီလိုနေပါတော့တယ်။ဒါမှကျုပ်သမီးပင်လေပြာရဲ့သမီးတဘာဝရဲ့သမီးသမီးတွေကျင်းနဲ့နှစ်သိမ့်မှုတွေဟာနေရီစည်းတန်နဲ့တူကျုပ်ရင်ထဲမှာတုံဟီးရိုက်ခတ်လို့နေပါပြီကော။ဒီအချိန်မှာကျုပ်ဟာလာမဲငါဖမ်းရသည့်အတွက်အစဉ်အသင့်ဖြစ်အောင် ပိုက်ဆို့ပိုက်ဟောင်းတွေကို ဖာထေးပြုပြင်နေရကနေ အမေကြီးနဲ့သမီးတို့ရဲ့စီးတက်ညီဂီတတန်းကိုနာခံရင်ဝမ်စတာဆေးဖို့လေကြီးခဲလို့မီချန်ဝေစိမ့်ရောင်လွင်မဲဂဇင်း2000ပြည့်နှစ်မေလအဆုံးတိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်